ဒေါ်လာ2.3ဘီလီယံကုန်ကြရ LED emoji အယုတ်ကြီး Last week ကမြင်ငွေတိုင်းအားလုံးကမီးရောင်စုံနဲ့လင်းလန့်နေတဲ့ဒီမျိုးကြီးမှာငါသာဒီကဘာပေါ်မှာအကောင်းဆုံးနဲ့အကြီးဆုံးဖြစ်ရမယ်ဆိုတဲ့အတွင်းနဲ့မွေးဖွားလာတဲ့အဆောက်အုံတစ်ခုရှိပါလိမ့်။ဒီမှာကလူကြီးမင်းကိုလှည့်စားပြီးစိတ်ကူးရင်ကဘာတွေကိုပို့ပေးမယ်။ကောင်းမလေးတစ်ယောက်နဲ့တူပါလိမ့်။အဲ့တော့ကတော့မျက်နှာပြင်တစ်ခုလုံး LED တွေနဲ့ဖုံးလွှမ်းထားတဲ့ Dust Sphere ပဲဖြစ်ပါ ರೀ ။ဒီအရာကြီးကိုမူလက MSG Sphere လို့ခေါ်ခဲ့ကြပါ ರೀ ဒါပေမဲ့ခေါ်မဲခေါ်ရလဲဒီလောက်ကြီးတဲ့အရာကိုနာမည်တူတူလေးနဲ့ပဲခေါ်တာပိုကောင်းပါလေ။ဒီစာလုံးကြီးကိုတိစောက်ဖို့အတွက်အမေရိကန်ဒေါ်လာ2.3ဘီလီယံကုန်ကျခဲ့ပါလိမ့်။ဒီငွေပမာဏဟာ last week ကမှစောက်ခဲ့တဲ့ဖြောပြေးနေရာတွေထဲဈေးအကြီးဆုံးလို့ပြောရမှာပါ။ဘာလို့လဲဆိုတော့သူမဟာရွေးရွေးရှင်းရှင်းဖြောပြေးနေရာတခုမဟုတ်ဘဲနဲ့လူသားတွေရဲ့အာယုံ၅ပါးစလုံးကိုလုံးဝထိန်းချုပ်ဖို့ဖန်တီးထားတာကြောင့်ပါပဲ။ လူကြီးမင်းလက်စ်ဘီကကိုရောက်လို့ခေါင်းပေါ်ကြည့်လိုက်တာနဲ့ပေ366ပေမြင်ပြီးအကျယ်ပေ936ရှိတဲ့အီယာမဘောလုံးကြီးတစ်လုံးကခေါင်းငင်ရံမှာဖျောက်ဖျက်မရတဲ့အမှတ်သားတစ်ခုလိုတည်ရှိနေတာကိုတွေ့ရပါလိမ့်မယ်။အမြာယုံထိုးဖောက်ခြင်းဒီစက်လုံးကြီးရဲ့အပြင်ဘက်မျက်နှာပြင်ကို Asus B ရောက်လို့ခေါ်ပါရည်။မျက်နှာပြင် area student ပေ9800ကျယ်ဝင်ပြီး LED မော်ဂျူလ1.2တန်းလောက်နဲ့ဖုံးလွှမ်းထားတာပါ။အဲ့ဒါဟာကဘာပေါ်မှာအကြီးဆုံး LED မျက်နှာပြင်ပါပဲ။ တခါတလေတော့ဒီဘော်လုံးကြီးကအေယာမလာမင်းကြီးဖြစ်သွားလိုက်တခါတလေကျတော့မျက်တောင်ခတ်နေတဲ့မျက်လုံးကြီးဖြစ်သွားလိုက်တခါတလေတော့လေရေအောက်ကကဘာကြီးလိုမျိုးအယောင်မျိုးစုံနဲ့လင်းလန့်နေတဲ့ပါရီလူကြီးမင်းရဲ့အာယုံကိုအပြင်လောကကနေလုံးဝဆွဲထုတ်ပြီး YouTube ဖွဲ့ရာစိတ်ကူးရင်ကဘာတွေကိုပို့ပေးနိုင်တဲ့အမှုပညာရှင်တယောက်နဲ့တူပါရီတဖက်ကကြည့်ရင်ဒီလိုနီးပညာနဲ့စိတ်ကူးကိုထုတ်ပြတာဟာသူမမရှိတဲ့ဘဝလိုပဲခါတိပြီးတော့အထူးကျန်ဆန်နေတဲ့လောကကြီးတဲ့ခဏတာပျော်ဝင်စေတဲ့ဈေးလိုပါပဲ ်အပြင်မန်းကလှည့်စားတတ်တယ်လို့အတွင်းပိုင်းကလည်းပဲလူကြီးမင်းရဲ့စိတ်ခံစားချက်တွေကိုလုံးဝထိန်းချုပ်ဖို့ကြိုးစားပါလိမ့်မယ်အတွင်းထဲမှာထိုင်းကုန်မောင်း18600ခန့်ရှိပြီးဘယ်နေရာကထိုင်ထိုင်အတွေ့အကြုံအကောင်းဆုံးဖြစ်အောင်ဖန်တီးထားတော့ပါဘာလို့လဲဆိုတော့ဒီမောင်းကလူကြီးမင်းကိုဘယ်တော့မှတစ်ဆောင်မဖောက်ဘူးလို့ကြီးပေးထားလို့ပါအတွင်းပိုင်းနေရာတစ်ခုလုံးကိုရစ်ပတ်ထားတဲ့ LED မြင်နေပြီဟာစတူယန်ပေ36000ကျဲဝင်ပြီးရုပ်ထွက် 16K resolution ကိုပေးစွမ်းနိုင်ပါ ರೀ ကဘာပေါ်မှာဘယ်နေရာမှာမှဒီလိုအမြင်အာရုံစစ်ပွဲကိုမပေးနိုင်ပါဘူး ။ရုပ်ရှင်တွေပြရင်လူချင်းမဟာရုပ်ရှင်တွေကဇာတ်ဝင်ခန်းတွေနဲ့ပေါင်းစည်းသွားတယ်လို့ခန်းစားရပါလိမ့်မယ်။ဒက်စပီးယားရဲ့အတန်စနစ်ကတော့ရိုးရိုးရှင်းရှင်းမဟုတ်ပါဘူး။စပီကာပေါင်းသသိန်း6000လောက်ကိုတုံးထားပြီးတော့ Beam Forum လို့ခေါ်တဲ့ဤပညာနဲ့လူချင်းမရဲ့နားရဲကိုအတန်လိုင်းတွေတိုက်ရိုက်ပြေးသွင်းတာပါ။ဘေးကျင်းကထိုင်နေတဲ့တငယ်ချင်းကဘလောက်ပဲစကားများများလူကြီးမင်းကြားရမယ့်အတန်ရည်သွေးကတော့ဘယ်တော့မှကြားမသွားပါဘူး ။ဒီအတန်းစနစ်ရဲ့အံ့အားသင့်စရာကောင်းတဲ့အချက်ကတော့ဖျော်ပြပွဲတစ်ခုတည်းကိုပဲဘေကျင်းကပ်ရက်ထိုင်နေတဲ့လူနှစ်ယောက်ကတစ်ယောက်ကမြန်မာလိုနောက်တစ်ယောက်ကအင်္ဂလိပ်လိုသက်ဆိုင်ရာဘာသာစကားနဲ့တောင်းဆိုထားတဲ့အတန်းကိုသီးခြားစေချနိုင်တာပါပဲ။ဘလောက်တောင်မှတကူကောင်းစံတဲ့ဤပညာပါလေ။အထူးပြုလုပ်ထားတဲ့ထိုင်ကုန်ပေါင်းတပေါင်းဟာဒုံခါမှုလေးတိုင်နှုံအပူအေးစတာတွေဖျော်ပြမှုကိုပို့ပြီးတော့အသက်ဝင်စေပါလိမ့်။ဥပမာရုပ်ရှင်ထဲမှာမိုးရွာရင်လူကြီးမင်းတို့စီလေးအေးတွေတိုက်ခတ်လာပြီးမိုးရင်နံလေးကိုရနိုင်ပါလိမ့်။ ။အဲဒီလိုမျိုးလူကြီးမင်းရဲ့အာယုံ၅ပါးလုံးကိုတပြိုင်တည်းထိန်းချုပ်လိုက်တဲ့အခါမှာလူကြီးမင်းဟာဘသူနဲ့မှရဲမဖြစ်ဘဲငြိမ်းချမ်းနေတဲ့နယူးဇီလန်နိုင်ငံလိုပဲအပြင်လောကကြီးနဲ့လုံးဝအဆက်အသွယ်ပြတ်သွားပါလိမ့်မယ်။ဒီအရာကြီးကိုပထမဆုံးစဖွင့်ပေးခဲ့တဲ့သူတွေကတော့ U2TY မှာသူတို့ရဲ့ဖြောပြပွဲမှာ Dash Pia ရဲ့ဤပညာအစွမ်းကိုကဘာကအတိမတ်ပြုခဲ့ပါရီ။အခုတော့ Director Darren Aronofsky ရိုက်တဲ့ Postcard from Earth လို့မျိုးဒီစာလုံးကြီးအတွက်ပဲတည်တံ့အထူးရိုက်ကူးထားတဲ့ရုပ်ရှင်တွေပြသနေပါရီ။ ဒီရုပ်ရှင်တွေဟာလူချင်းမင်းကိုကဘာပေါ်ကနေခနာခွာပြီးတော့စိတ်ကူးရင်အာဂါသာခီးတစ်ခုကိုဘေးစွမ်းနိုင်စွမ်းရှိပါသည်။နာမည်ကြီးလူပညာရှင်တွေဖြစ်တဲ့ Eagles တို့ Alienium တို့လိုလူတွေကလည်းပဲဒီနေရာမှာပဲကန့်သက်ဖျော်ဖြေပွဲတွေပြုလုပ်နေကြတာမို့လက်မှတ်ရဖို့ဆိုတာ point နေမို့သင်္ဘောနဲ့နှစ်လားတစ်ခါသွားရတယ်လို့မျိုးစိတ်ရှည်ရှည်နဲ့စောင့်နေရပါလိမ့်မယ်။ဒီစပီယာဟာရိုးရိုးဖျော်ဖြေနေရမှာမဟုတ်ပါဘူး။ ဒါဟာခေတ်သစ်လူသားတွေရဲ့အထူးကြံမှုကိုခဏတာမေးပြောင်းစေဖို့အမြင်အာရုံနဲ့အကြအာရုံကိုလုံးဝလွှမ်းမိုးဖို့ဖန်တီးထားတဲ့လက်ရမြောက်ဤပညာနဲ့သမီးတစ်ပါးပဲဖြစ်ပါ ड़ी သူမမရှိတဲ့ဘဝလိုခါးသီးတဲ့အချိန်တွေကိုခဏမေးပြပြီးအာရုံထဲမှာပဲအသက်ရှင်နေနေဆိုရင်တော့ဒက်စပီယာဟာလူကြီးမင်းတို့အတွက်ဖိတ်ခေါ်နေပါ ड़ी